အေးဝင်ကလေးတရားကိုတခါမှမကြားဘူးတဲ့သူတွေသေရင်ကောင်းဝင်နိုင်ငံရောက်မလားငရဲကိုပဲရောက်မလားဆိုပြတော့မေးလာကြတယ်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြတော့တမချန်းစာမှာအဖြေတွေကရှိပြီးသားဖြစ်တယ်အဲ့ဒီထဲကကြမ်းချက်တချို့ကိုကျွန်တော်တို့ကြည့်ရအောင်ယောမအခိုင်းတအငယ်78ကနေတမတရားကိုအတ္တမဖြင့်စီတာနှိပ်ဆက်တော်သူတို့ပြုတ်တတ်သောဖျားမဲ့နေခြင်းအမှု တရားကိုလွန်ကျူးခြင်းအမှုအမျိုးမျိုးတို့တစ်ဖက်၌ဖယားသခင်၏အမျက်တော်သည်ကောင်းကင်မှထင်ရှားလျက်ရှိ၏အဘယ်ကြောင့်နည်းဟုမူကားတိအပ်သောဖယားသခင်၏အကြောင်းအရာတို့သည် သူတို့တွင်ထင်ရှားလျက်ရှိ၏ဖယားသခင်သည်သူတို့အားပြတော်မူပြီးအဘယ်သို့နည်းဟုမူကားဖန်ဆင်းတော်မူသောအရာများကိုထောက်ရှုသဖြင့် ်ထာဝရတကိုးတော်နှင့်ထာဝရအဖြစ်တော်တည်ဟူသောမျက်မြင်မရသော ဖရာသခင်၏အရာတို့သည်ကပါတီသည်ကာလမှဆ၍ထင်ရှားလျက် ရှိကြ၏ထို့ကြောင့်သူတို့သည် ကိုအပြစ်ကိုမဖုံးနိုင်ရာဒီချက်ချက်မှာကျွန်တော်ဘာကိုပြောပြထားသလဲဆိုရင်ကဘာမှာရှိတဲ့လူသားအားလုံးကဖယားသခင်အမှန်တကယ်ရှိတယ်ဆိုတာဖယားသခင်ဖန်ဆင်းတော်မူသောအရာတွေကို ထောက်ရှုသဖြင့်တို့သိကြတယ်တဲ့အေးဝန်ကလေးတရားကိုတစ်ခါမှမကြားဘူးတဲ့သူတွေရလည်းပဲဖယားသခင်အမရကယ်ရှိတယ်ဆိုတာတို့ဖယားသခင်ကပြပြီးပြီတဲ့ဘလို့ပြတယ်လဲဆိုရင်အခန်းငယ်20မှာအဘယ်သို့နေဟုမူကားဖန်ဆင်းတော်မူသောအရာများကိုထောက်ရှုသဖြင့်နေ့တိုင်းနေ့တိုင်းတို့မြင်နေရတဲ့ဘုရားခင်ဖန်ဆင်းတော်မူသောအရာတွေကိုကြည့်ချင်းအဖြစ်ဥမာအချိန်မှန်မှန်နေထွက်ချင်းနေဝင်ချင်းတပင်းမြစ်ချောင်းအင်းအိုင် ကျေနခတရာတွေဒါတွေအားလုံးကိုချစ်ခြင်းအဖြစ်ကဘာမှာရှိတဲ့ဘာလိုမျိုးမဆိုဖယားသခင်အမှန်တကယ်ရှိတယ်ဆိုတာဒီພັນစင်းတော်မူသောအရာတွေအဖြစ်ဖယားသခင်ကသူတို့ကိုထင်ရှားစွာဘယ်တော့ကလေးကပြတော်မူတယ်လဲဆိုရင်ကဘာတီတီကာလမှစ၍တက်တည်ပြပြီအခါကဲ20နောက်ဆုံးပိုင်းမှာထို့ကြောင့်သူတို့ဒီကို အပြစ်ကိုမဖုံးနိုင်ရာ အခန်းငယ်27မှာအကြောင်းမူကားထိုသူတို့သည်ဖယားသခင်ကိုတိလျက်ပင်ဖယားသခင်ကိုချီးမွမ်းတင်သည်အတိုင်းမချီးမွမ်းဂျေဇရောကိုလည်းမတိမမှတ် အချင်းနှင်းတွေးဆချင်းတတိမရှိသောစိတ်နှလုံးမိုက်မဲချင်းသို့ ရောက်ကြ၏အခန်းငယ်22ပညာရှိရောင်ဆောင်လျက်နှင့်လူမိုက်အရာ၌တည်ကြသည်ဖြစ်၍အခန်းငယ်23 မဖောက်ပြန်မပြက်စီးနိုင်သော ဖရာသခင်ဤဂုံတော်ကိုပယ်လျက်ဖောက်ပြန်ပြက်စီးတတ်သောလူဤရောက်တုတားငှက်အဆရှိသောတွားတတ်သောတရိษံဤရောက်တုတို့ကို ဖရာသခင်အရာ၌ချီးမြှောက်ကြပြီကဲသူတို့ကိုယ်တိုင်တီထွင်ထားတဲ့လူရောက်တုတွေတရိษံရောက်တုတွေကိုဖရာသခင်နေရာမှာထားပြော့ကိုးကွယ်ကြတော့တယ် အဲ့တော့တို့မှာအင်းဝလေးတရားကိုကျွန်တော်မချလို့ကေတင်ရှင်ဖရာတခင်ရှိတယ်ဆိုတာကျွန်တော်မချဘူးလို့ဆိုပြတော့တို့ဆင်ချင်ပေးလို့ရမလားမရဘူးဆာလန်16လက်ချရအောင်ဓမ္မဟောင်းကာလကလေးကဖရာတခင်ကသူဖန်ဆင်းထားတဲ့နေကျဲတွေအဖြစ်ဖရာတခင်ကမိမိရဲ့တကောတော်နဲ့မိမိရဲ့ဇာတိအဖြစ်တော်ကိုနေတိုင်းနေတိုင်းလူသားတိုင်းကို ပြတော်မူလျက်ရှိတဲ့အကြောင်းဆာလန်16အငယ်1ကနေလေးမှာ မိုးကောင်းကင်သည်ဖယားသခင်၏ဘုံအတရေတော်ကို ကြားပြော၍မိုးမျက်နှာချက်သည်လက်တော်နှင့်လှုပ်သောအရာများကို ပြတတ်၏တနေ့ကိုတနေ့မွတ်ဆို၍တညကိုတညတုန်တင်၏နှုတ်မွတ်ချင်းစကားပြောချင်းမရှိသူတို့နှုတ်ထွက်တန်ကိုမချားရတော်လဲသူတို့ဤအတန်သည်မြေတပြင်းလုံး၌နှံ့ပြား၍သူတို့ဤစကားသည်မြေကြီးစွန့်တိုင်အောင် ရောက်လေ၏ဖယားခင်ဖန်ဆင်းတော်မူသောမုံမျက်နှာချက်နေလာချေမြားနဲ့ပဝန်းချင်းမှာကျွန်တော်နေတိုင်းမြင်နေရတဲ့အရာတွေဖန်ဆင်းတော်မူသောအရာတွေကိုချီးချင်အားဖြင့်ဖယားသခင်ရဲ့တကူတော်နဲ့ဖယားသခင်ရဲ့သဘောတဘာဝကိုကပါမှာရှိတဲ့လူသားတိုင်းကနေတိုင်းမြင်နေရတယ်ဒါကြောင့်လူတိုင်းလူတိုင်းကဖယားသခင်အမှန်တကယ်ရှိတယ်ဆိုတာကိုဖန်ဆင်းတော်မူသောအရာတွေအားဖြင့်သိတယ် ဒါပေမဲ့သူတို့ကဘာလို့လဲမတိချင်းအောင်ဆောင်နေကြတယ်အဲ့ဒီဘုရားသခင်ကိုယုံကြည်ကိုးကွယ်မဲ့အစားတရိတ်ဆန်ရောက်တို့တွေလူရောက်တို့တွေကိုသူတို့တီထွင်ပြီးတော့ကိုးကွယ်ကြတယ်ဘုရားသခင်ရှိတယ်ဆိုတော့သူတို့ဖန်ဆင်းတော်မူသောအရာတွေကိုချစ်ခြင်းအပြင်သူတို့သိနိုင်တယ်မတိချင်းအောင်ဆောင်နေကြတာဘာဖြစ်လို့အဲ့လိုမတိချင်းအောင်ဆောင်နေကြတာလဲယောဟန်အခိုင်း၃အငယ်၁၉မှာတကယ်ယေရှုအားမှာရှင်းရှင်းလင်းလင်းပြောထားတယ်ဘယ်လိုပြောထားလဲဆိုသူတို့ရဲ့အပြစ်ကိုပို့ပြော့ နှစ်သက်နေကြလို့သူတို့ရဲ့အပြစ်ကိုမစွန့်ချင်လို့ခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းဖြစ်တည်စေတော်မူသောဘုရားသခင်ရှေ့တော်မှောက်မှာသူတို့လက်မြောင်းပြော်ဘုရားသခင်အလိုတော်အတိုင်းအသက်ရှင်နေထိုင်ရမယ့်အစားသူတို့ကြိုက်တယ်လို့နေပြော်သူတို့လုံနေကြအပြစ်တွေကိုမစွန့်ချင်လို့အဲ့ဒီအပြစ်တွေကိုပဲသူတို့ကဆက်ပြော်လုံချင်လို့သူတို့ကိုယ်တိုင်ဖန်တင်းထားတဲ့ဘုရားတွေကိုဘုရားသခင်နေရာမှာအစားထိုးပြော်ကိုးကွယ်တော့တယ်ဒါဆိုရင်အေဝံဂေလိတရားကိုတခါမှမကြားဘူးတဲ့သူတွေက ယေရှုရဲ့ကယ်တင်ခြင်းအကြောင်းကိုတခါမှမကြားလို့ပါဆိုပြတော့ဆင်ခြင်ပေးလို့ရလားမရဘူးဒါပေမဲ့အဲ့ဖန်ဆင်းတော်မူသောအရာတွေကိုချင်းချင်းအဖြစ်ဖယားသခင်တကူတော်နဲ့ဖယားသခင်တဘောတဘာဝကိုသိနိုင်တယ်ဒါပေမဲ့တိုက်ရိုက်ကယ်တင်ခြင်းရနိုင်လားမရနိုင်ဘူးအေးဝံကလေးတရားကိုကြားနာဖို့တော့လိုတယ်ဖယားသခင်အမှန်တကယ်ရှိတယ်ဆိုတာဖယားသခင်ဖန်ဆင်းတော်မူသောအရာတွေကိုချင်းချင်းအဖြစ်သိနိုင်တယ်ပထမအချက် ဒုတိယအချက်ကလူတိုင်းရဲ့စိတ်နှလုံးထဲမှာဖရာသခင်က ပြင်းရတော်တွေကိုရေးထားတယ်ဘလို့ရေးထားတယ်လဲဆိုရင်လူအသက်တက်တယ်ဆိုတာတို့မှားတယ်ဆိုတော့တို့မသိဘူးလားမိဘကိုယူတည်ရမယ်ဆိုတော့ဩဒီတာတနာပလူတွေကလည်းမသိဘူးလားသိတယ်ဘာကြောင့်သိတာလဲတို့ရဲ့စိတ်နှလုံးထဲမှာဖရာသခင်ကပြင်းရတော်ကိုရေးမှတ်ထားတယ်ယောမအခိုင်းနှစ်အငယ်၁၄ရက်နေ၁၅ကိုကြည့်အောင် သာသနာပလူတို့သည် ပြည့်ညတ်တရားတော်ကို မသိဘဲကိုအလိုအလျောက်တရားတော်ကိုကျင့်သောအခါသူတို့သည်ပြည့်ညတ်တရားတော်ကိုမသိဘဲကိုကျင့်တရားကို အမိပြုသဖြင့်၎င်းကိုကိုကိုတိသောစိတ်နှလုံးသည်တတ်သေးခံသဖြင့်၎င်း အချင်းချင်းဆွေးနွေးဆင်ခြင်၍အပြစ်တင်လျက်လွတ်လျက်နေသဖြင့်၎င်း မိမိတို့စိတ်နှလုံးထဲ၌မှတ်သားသောတရား၏အကျိုးကိုထင်ရှားစွာပြချအေးကဲတွေ့လားတို့ရဲ့စိတ်နှလုံးထဲမှာဘုရားကပြည့်ရတော်ကိုရေးမှတ်ထားတယ်အဲ့တော့ယူဒလူမျိုးတွေကဓမ္မဟောင်းကျမ်းကိုတို့သိတယ်သာသနာပလူတွေဖြစ်တဲ့တပားအမျိုးသားတွေကတော့ဘုရားသခင်နှုတ်ကပတ်တော်ကိုတို့မယသိဘူးဒါပေမဲ့တို့ရဲ့စိတ်နှလုံးထဲမှာဘုရားသခင်ကပြည့်ရတရားကိုမရေးထားဘူးလားရေးထားတယ်ဒါကြောင့်သာသနာပလူတွေကလည်းပဲ လူအသက်သက်ချင်းဟာအပြစ်ကြီးတဲ့မိဘကိုမယုံသေးချင်းဟာအပြစ်ရှိတဲ့သူရဲ့ပြစ်စရာဥစ္စာကိုခိုးတာက အပြစ်ရှိတယ်ဆိုတော့သိတယ်။ဘာကြောင့်လဲ။သူတို့ရဲ့စိတ်နှလုံးထဲမှာဘုရားသခင်ကတွင်ထားပြီးသား။အဲ့ဒီအစင်ကနေဟုတ်ပြီငါကတော့အပြစ်ရှိနေပြီပြစ်ဒဏ်ခံရမယ်ဆိုပြော့အဲ့ဒီဖယားသခင်ကိုတီးချင်တဲ့စိတ်ဖယားသခင်ကို ခေါ်ရင် ကယ်တင်ရှင်ယေရှုခရစ်တော်ရဲ့အေးဝန်လေးတရားကိုဟောပြောပေးမဲ့သူကိုတရားသခင်ရဲ့ဆေလွတ်ကိုဆေလွတ်မယ်။အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့တမန်တော်ဝုဒ္ဓအခန်း30ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာကိုနေလီကတပားအမျိုးသားယေရှုရဲ့အေးဝန်ကလေးတရားကိုသူတခါမှမကြားဘူးကိုယေရှုဟာကယ်တင်ရှင်ဖြစ်တယ်ဆိုတာလည်းသူမသိဘူး။ယုဒလူတို့ရဲ့ဖျားသခင်ထာဝရဖျားဟာစစ်မှန်သောတပါတီသောဖျားသခင်ဖြစ်တယ်ဆိုတာကို အဲ့ဒီတပားအမျိုးသားရုပ်တုဆင်းတုနဲ့နတ်တွေကိုကိုးကွယ်တဲ့လူမျိုးထဲကနေကော်နေလျာကတိလာပရောအဲ့ဒီဖရာသခင်ကိုဆူတောင်းဆူတောင်းတဲ့အခါမှာဖရာသခင်ကတတော်ယေရှုခရစ်တော်ရဲ့အေးဝံဂေလိတရားကိုဝေငှပေးမဲ့ပေတရုကို သူ့စီကိုစေလွတ်တယ်ပေတရုကကော်နေလိနဲ့သူ့ရဲ့အိမ်သူအိမ်သားတွေကိုယေရှုခရစ်တော်ရဲ့အေးဝံလေးတရားကို ပြောပြလိုက်တဲ့အခါမှာ သူတို့ချာနာရတဲ့ယေရှုခရစ်တော်ရဲ့အေးဝံကလေးတရားအားဖြင့်ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံပြီးတော့ဘက်တစ္စံခံကြရတယ်။ယေရှုခရစ်တော်ရဲ့နောက်တော်လိုက်ကယ်တင်ခြင်းရတော်သူတွေဖြစ်လာတယ်။ဒါဆိုရင်ဟိုးအစုံဖျားတွေမှာအမဇုန်တော်ကြီးထဲမှာနေတဲ့အင်းကြီးတော်ဟိုမဝတ်တဲ့လူရင်းတွေကရောအေးဝံလေးတရားကိုတခါမှမကြားဘူးဘူး။သွားပြောပြတဲ့လူလဲမရှိဘူးဆိုရင် ဘုရားသခင်ကသူတို့ကိုငရဲချရင်ဘုရားသခင်ကတရားပါမလားတရားတယ်ဘာဖြစ်လို့လဲနေတိုင်းနေတိုင်းသူတို့လည်းပညာတတ်သည်ဖြစ်စေမတတ်သည်ဖြစ်စေဖန်ဆင်းတော်မူသောအရာတွေကိုနေတိုင်းသူတို့မြင်တယ်နေတိုင်းသူတို့မြင်ရတဲ့ဖန်ဆင်းတော်မူသောအရာတွေအားဖြင့်ဘုရားသခင်အမှန်တကယ်ရှိတယ်ဆိုတာကိုသူတို့သိတယ်နမနှစ်အချက်ကမချမ်းစာနှုတ်ကပတ်တော်သူတို့မှမရှိရင်လည်းပဲသူတို့ရဲ့စိတ်နှလုံးထဲမှာဘုရားသခင်ပေးထားတဲ့ကောင်းမကောင်းသိတဲ့စိတ်နဲ့သူတို့မှအပြစ်ရှိနေတယ်ဆိုတာကိုသူတို့သိတယ် တို့ရဲ့အပြစ်ကိုခွန်းလွန်နိုင်မဲ့ဘုရားသခင်ကိုတန်တရင်ဘုရားသခင်ကတို့ကိုအေးဝံလေးတရားကိုပြောပြမဲ့လူစေလွတ်ကိုစေလွတ်တယ်။ဒါဆိုရင်တို့စီမှာအေးဝံလေးဝေငှမဲ့သူလည်းမရောက်ဘူးဆိုရင်ဘုရားသခင်ကတရားရလားတရားပါတယ်ဘာဖြစ်လို့လဲဘုရားသခင်ကသူ့ကိုယုံမဲ့သူနဲ့မယုံမဲ့သူတွေကအစကတည်းကမသိဘူးလားသိတယ်ဒါကြောင့်ဘယ်လိုပဲဖြစ်ဖြစ်ဘုရားသခင်သည်တရားသဖြင့်စီရင်တော်မူသောဘုရား ဖြောင့်မတ်မှန်ကန်တော်မူသောဖရာသခင်ဖြစ်တော်မူသောကြောင့်အေးဝံကလေးတရားကိုတခါမှမကြားဘူးလို့သူတို့ကငရဲချရင်လည်းဖရာသခင်ကတရားတယ်။ဘာဖြစ်လို့လဲ။အေးဝံကလေးတရားကိုကြားရင်လည်းသူတို့ယုံမှာမဟုတ်ဘူးဆိုတာကိုအစကတည်းကဖရာသခင်သိတယ်။အခုခေတ်မှာဆိုရင်အေးဝံကလေးတရားကိုကဘာနဲ့အဟွမ်းလူတိုင်းလူတိုင်းလူလူကကြားနာနိုင်တယ်။ဘလို့ကြားနာနိုင်တယ်လဲဆိုရင်အင်တာနက်အားဖြင့်တော်လကောင်းရေဒီယိုအားဖြင့်တော်လကောင်း အေးဝံကလေးတရားကိုဟောပြောတဲ့ဆရာဆရာမတွေအဖြစ်တော်လကောင်းတမန်ခရိယန်တွေအဖြစ်တော်လကောင်းသူတို့ကိုငရဲသွားမဲ့သူအဖြစ်ကနေကဲတင်နိုင်သောယေရှုရဲ့အေးဝံလေးတရားကိုသူတို့ကြားနာနိုင်တယ်တမန်တော်ဝုဒ္ဓအခိုင်းလေးအငယ်၁၂မှာထိုသခင်ဤနာမတော်မှတပါငါတို့ကိုကဲတင်နိုင်သော နာမတစုံတစ်ခုမြကောင်းကင်အောက် လူတို့တွင်မပေါ်မရှိဟုပေတရုသည် ထိုသူတို့အားမွတ်ဆို၏ကဲကြည့်ကောင်းကင်အောက်မြေကြီးပေါ်မှာ အပြစ်ရှိတဲ့လူတို့ကိုငရဲသွားမဲ့သူအဖြစ်ကနေရွေးနောက်ကယ်တင်နိုင်တဲ့သူဆိုလို့ယေရှုခရစ်တော်ကလို့ရင်ဘယ်သူရှိလဲဘယ်သူမှမရှိဘူးယောမအခန်း6အငယ်23မှာအပြစ်တရား၏အခါကတေချင်းပေတီဖယားသခင်ပေးတော်မူသောစုကျေးဇူးတော်ကငါတို့သခင်ယေရှုခရစ်အားဖြင့်ထာဝရအသက်ပေတီယေရှုခရစ်တော်ကလွဲရင်အပြစ်ရှိသောသူငရဲသွားမဲ့သူတွေကိုရွေးနှောက်ကယ်တင်နိုင်သော အခြားတော်ကဲ့တင်ရှင်ဘသူမှ မရှိဘူးယောဟန်အခိုင်း14အငယ်6မှာလဲသခင်ယေရှုကိုရိုတိုင်းကအခုလိုမိန့်တော်မူပါတယ်ငါဒီလန်းခီးဖြစ်တမန်တရားလည်းဖြစ်အသက်လည်းဖြစ်ငါကူအမိမပြုတ်လျင်အဘယ်သူမျှခမဲတော်ထံသို့မရောက်ရာဒါကြောင့်ဒီနေ့အေဝံဂေလိတရားကို ကြားနာဘောဩကျွန်တော်ဂျမသည် ဖယားသခင်ပြည့်ရတော်ကိုချိုးဖောက်ခြင်းဖြင့်ဖယားသခင်ရှိတော်မှာအပြစ်ရှိတော်သူငရဲသွားမဲ့သူ ဖြစ်တယ်ဆိုရက်မိမိရဲ့အခြေအနေမှကိုတိပြောအပြစ်ရှိတော်သူငရဲသွားမဲ့ကျွန်တော်တို့ကိုရွေးနှုတ်ကယ်တင်ဖို့ရန်ယေရှုခရစ်တော်သည်ဖယားစစ်စစ်ကနေလူစားတိအဖြစ်ကိုခံယူပြောကျွန်တော်တို့မလိုက်ရှောက်နိုင်တဲ့ပြည့်ရတော်အလုံးကောင်းသောအကျင့်အလုံးကိုနာခံလိုက်ရှောက်ပြော့ ပြည်ရတော်ကိုချိုးဖောက်တဲ့ကျွန်တော်တို့ရဲ့အပြစ်တွေကြောင့်ကျွန်တော်တို့ကိုယ်တိုင်မဆက်နိုင်တဲ့အပြစ်ကြွေအလုံးကိုဆက်ပေးဖို့ရန်အပြစ်ရခတေချင်းကိုလဝကတိုင်မှာခံပေးခြင်းဖြင့်သူ့ကိုယုံကြည်တော်သူအလုံးရဲ့အပြစ်ကြွေရှိသမျှတို့ကိုဆက်ပေးခဲ့တယ်။သူ့ကိုယုံကြည်တော်သူတို့ရဲ့နောင်ဘဝအမခံချက်ကိုအပြစ်ဝပေးဖို့ရန်တေချင်းကနေကိုခါနာနဲ့ထမြောက်တယ်။ယနေ့အသက်ရှင်တယ်။နောင်လဲအစင်ထာဝရအသက်ရှင်တော်မူမဲ့တပါတီတော်ကတင်ရှင်ဖြစ်တယ်။ဒါကြောင့် ဖယားခင်ပြည့်ရတော်ကိုချိုးဖောက်ပြီးတော့လှုပ်နေကြအပြစ်တွေကိုဆက်လှုပ်နေမဲ့အစား မကယ်တင်နိုင်တဲ့ပုံကိုယ်တွေအရာတွေရဲ့နောက်ကိုဆက်လိုက်နိုင်မဲ့အစားပြစ်ကျွေးဆက်ပေးဖို့ရန်လဝကတိုင်မှာအသေးခံပြော့သုံးရမြောက်သောနေ့မှာတေချင်းကနေကိုခန္ဓာနဲ့ထမြောက်တော်မူရန်နဲ့အသက်ရှင်တော်မူသောတပါတီတော်ကယ်တင်ရှင်ကိုပဲငါယုံကြည်တော့မယ်ထိုကယ်တင်ရှင်ရဲ့နောက်တော်ကိုပဲလိုက်တော့မယ်ဆိုပြော့စစ်မှန်သောနောင်တနဲ့ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံရင်ဒီအားလုံးကိုကတိတော်အတိုင်းခွလွတ်တော်မူမှာဖြစ်တယ်ဒီဘုရားမှာအလိုတော်ကိုနာခံနိုင်တဲ့ စိတ်တဘောတစ်ကိုပေးတော်မူမှာဖြစ်တယ်။နောင်ဘဝကျရင်တေရာနဲ့အိုနာတေချင်းကင်းတော်ကောင်းကင်နိုင်ငံတော်မှာအစင်ထာဝရဘုန်းတော်ဝင်စားရတဲ့အခွင့်ကိုပေးတော်မူမှာဖြစ်တယ်။အဲ့ဒါကလူတိုင်းလူတိုင်းကိုကျွန်တော်တို့ပြောပြရမယ်။ယေရှုခရစ်တော်ရဲ့အေးဝံကလေးတရားဖြစ်ပါတယ်။ဒါကြောင့်သင်လည်းပဲယေရှုခရစ်တော်ကိုသိရခဲ့တင်ရှင်နဲ့အရှင်သခင်ဖြစ်တကာမှယုံကြည်လက်ခံခြင်းမရှိသေးဘူးဆိုရင်အချိန်မနှောင်းခင်အခုယုံကြည်လက်ခံပါလို့မေတ္တာနဲ့တိုက်တွန်းချင်ပါတယ်။ မယုံကြည်ခြင်းဘူးဆိုရင်တော့ဘုရားသခင်သည်ဖြောင့်မတ်မှန်ကန်စွာတရားစင်တော်မူသောဘုရားသခင်ဖြစ်တော်မူသည့်အတိုင်းဒီဘဝမှာကျိုးလွန်ခဲ့သမျှအပြစ်တစ်ခုချင်းစီအတွက်အပြစ်ဒဏ်ကိုစီရင်ချမှတ်မှာ ဖြစ်ပြော။ဗျာဒိတ်ချန်အခိုင်27အငယ်10မှာ ကန့်နဲ့လောင်သောငရဲမိအိမ်ထဲမှာမိမိတို့အဖို့ကိုခံရကြမှာဖြစ်တယ်။ဒါကြောင့် အေဝံဂေလိတရားကိုကြားနာပြော်ယေရှုခရစ်တော်ကိုမိမိရဲ့ကက်တင်ရှင်နဲ့အရှင်သခင်အဖြစ်တခါမှယုံကြည်လက်ခံခြင်းမရှိသေးဘူးဆိုရင်အချိန်မနှောင်းခင်အခုယုံကြည်လက်ခံပါလို့မေတ္တာနဲ့တိုက်တွန်းချင်ပါတယ်အားလုံးပေါ်မှာဖျားခင်ကောင်းချီးပေးပါစေ